လုံးမဲမင်္ဂလာပါကိတုဆာဆက် channel မှာပြန်လဲကြိုဆိုပါတယ်အခုဗီဒီယိုမှာတော့ကလေးတွေပုံမြင် channel မှာပုံမြင်လေးတွေတင်ပြီးတော့ပတ်စံရှာလို့ရမယ်နီလန်လေးနဲ့ဘလို့ပုံမြင်လေးကိုလွယ်တကူ AI ကိုသုံးပြီးတော့လုပ်လို့ရမယ်ဆိုတာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲတော့ Kiss Story channel တွေရာဆိုရင် International channel အနေနဲ့နိုင်ငံတကာမှာပေါ့မြန်မာနိုင်ငံမှာကလေးတွေကြိုက်တဲ့ပို့ဒီ channel မျိုးစားလေး content မျိုးစားလေးဖြစ်တဲ့အဲကြောင့်မလို့ဒီ channel လေးတွေဖန်တီးပြီးတော့ ကလေးတွေလူကြည့်နာပြီးတော့ YouTube ကနေပတ်ဆိုင်ရမှာဖြစ်ပါတယ်။တခြား social media တွေဖြစ်တဲ့ TikTok တွေ Facebook တွေ Instagram တွေမှာလည်းတင်ပြီးတော့အသုံးပြုလို့ရပါတယ်။နောက်တစ်ခါအဲကိုယ့်ရဲ့လုပ်ငန်းတွေမှာကြော်ညာတွေမှာကာတွန်းဗီဒီယိုပုံစံတွေနဲ့ကြော်ညာခြင်းလည်းတရားတွေဒီလိုနီးလန်းတွေကိုသုံးလို့ရတယ်နောက်တစ်ခါသင်ကြားရေးတွေမှာကာတွန်းပုံလေးနဲ့ကာတွန်းဗီဒီယိုလေးဖန်ပြီးပြီးတော့သင်ကြားရေးကိုစိတ်စိတ်ဝင်စားအောင်အောင်မြင်အောင်လုပ်လို့လည်းရပါတယ်ဒါကြောင့်မို့လို့ဒီနီးလန်းလေးအားလုံးကိုသုံးတင်မှာဖြစ်ပါတယ် ဘာကိုသုံးပြီးလုပ်မှလဲဆိုလို့ရှိရင် Google Gemini AI နဲ့ Leonardo AI ကိုသုံးပြီးရလုပ်မှာပါအဲ့တော့ Google Gemini AI မှာဆိုလို့ရှိရင်အဲ့ချက်ပေါ်တယ်ရောက်သွားလို့ရှိရင်ကလေးပုံမြင် channel အတွက်ကလေးတွေကြိုက်မယ်ဇာညွန်းလေးရေးပေးပါဆိုပြီးတော့ကျွန်တော်ကလေးတွေကိုပုံမြင်ပြောပြတုံးနဲ့ရေးပေးပါဆိုပြီးတော့ရေးလိုက်ပါတယ်အဲ့မှာဆိုရင်ဒီမှာဆိုရင် ပုံမြင်လေးတစ်ပုံရလာပါတယ်ဒါကတော့ print ရေးတိုင်းရေးတတ်သလိုဒီထက်ပိုကောင်းအောင်လေလုပ်လို့ရပါတယ်အဲ့တော့ print ရေးပုံရေးနည်းတွေကိုလည်းကျွန်တော်ကကျွန်တော်ရဲ့ဒီ member เนาะ online class crew ထဲမှာဆိုရင်တခြားရှင်းပြမယ်သိချင်တာရှင်းလဲမေးလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော် online class လေးကို member ကြီး1000နဲ့ join မယ်ဆိုရင်အခုလိုမျိုး audio တွေဖန်တီးနေနေဒီ AI အသုံးပြုနေနေ YouTube channel နဲ့ပတ်စံရှာရနေနေကိုသင်ပေးမှာမလို့ဒီ member crew လေးကို1000နဲ့ join လို့ရပါတယ်။အထမအဦးဆုံး ရောက်တရားတော့ CapCut Premium Education Program ကို free ပေးတော့မှာဖြစ်ပြီးတော့ Canva ရဲ့ sorry Canva Premium Education ကို free ပေးတော့မှာဖြစ်ပြီးတော့ CapCut ကမြန်မာ font တွေကိုလည်း free ပေးတော့မှာဖြစ်ပါတယ်။အဲဒီမှာ video လေးအတွက်ဒါဟိုလေးရလာပါပြီ။ဆန်ညွန်းလေးရလာပါပြီပုံမြင်လေးပေါ့နော်ဆန်ညွန်းလေးရလာပြီအဲဆန်ညွန်းလေးကိုပါဆက်လုပ်မလဲဆိုရင်အဲဆန်ညွန်းလေးကိုကိုယ်တိုင်းအတန်းနဲ့ဖတ်ပြီးတော့ဗီဒီယိုအတွက် အတန်ပြောလို့လည်းရသလိုမျိုး test to speed AI တွေကိုသုံးပြီးလည်းပြောလို့ရတယ်အဲ test to speed တွေနဲ့ AI ကိုအတန်နဲ့ပြောခိုင်းတာကလည်းအရင်ဗီဒီယိုတွေမှာပါထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပြောမပြတော့ဘူးအဲနောက်တစ်ခါအဲ့ပုံမြင်တွေအတွက်လိုအပ်တဲ့ scene slide image တွေကို Leonardo AI မှာထုတ်တဲ့နည်းလေးကိုဒီဗီဒီယိုမှာပြပြသွားမှာအဲ့တော့ image လို့ခေါ်လို့အတွက် image pro နဲ့ animation pro တွေကိုအင်္ဂလိပ်လိုရေးပေးပါဆိုပြီးတော့ကျွန်တော် AI ကိုခိုင်းလိုက်တယ်ဘာလို့လဲဆိုတော့ Leonardo AI မှာကအင်္ဂလိပ်လိုပဲ pro တွေကိုရေးလို့ရတော့အင်္ဂလိပ်လို pro ရေးခိုင်းလိုက်တယ်ရေးခိုင်းလိုက်ပြီးတော့ တခါတယ် animation print ဆိုတာပါကျွန်တော်တခါတယ်ရေးခိုင်းတက်လိုက်တယ် animation print ဆိုတာပါလဲဆိုတော့အဲပုံကနေပြီးတော့ video ဖန်ပြီးတဲ့အခါမှာအဲအရင်ကျွန်တော်ရှိရ Ghibli style video ဖန်ပြီးတဲ့ YouTube video မှာတော့ပြောထားရှိပါတယ်ပတင်ပေးထားရှိပါတယ်အဲ image ကိုမှ print လေးနဲ့ရေးထည့်လိုက်လို့ရှိရင် image ကနေပြီးတော့ဓာတ်ပုံကနေ video ဖြစ်သွားအောင် လုပ်လို့ရတယ် base patch တို့ clean AI တို့နဲ့လုပ်လို့ရတယ်တခြားလုပ်လို့ရတယ် name လို့ပါလို့လည်းရှိပါသေးတယ် အဲအဲ့တော့ကျွန်တော်က negative prompt ဆိုတဲ့ခါလေးရေးခိုင်းထားတယ် negative prompt ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင် negative prompt ဆိုတာကျတော့ကိုကဒီပုံတစ်ပုံထုတ်တဲ့အချိန်မှာမပါလာစေချင်တဲ့ပုံလေးကို negative prompt လို့ခေါ်ပါတယ်အဲ negative prompt တွေပါရေးခိုင်းထားတယ်ရေးခိုင်းထားပြီးသွားလို့ရှိရင်အဲ့တော့ဒီမှာ prompt လေးတွေသူရေးပေးထားတယ်။အဲ့တော့ prompt လေးတွေရပြီ။အဲ့တော့ image prompt animation prompt နော်။အဲ့ prompt လေးတွေရပြီ။အဲ့ prompt လေးတွေယူပြီးတော့ Leonardo AI နဲ့ကိုသွားပြီးတော့ ရေးမှာဖြစ်တယ်အဲ့တော့ဒီမှာတော့စင်းလေကိုကုဆယ်ကုလောက်ရေးထားပြီမယ်ချိန်အများကြီးနဲ့ဗီဒီယိုကြာတော့မှဆိုလို့တပုံးတပုံးလောက်ပဲလုပ်ပြသွားမယ်အဲ့ရလာတဲ့ဟာတွေကိုမှကျွန်တော်ကအတန်ထည့်မယ်အတန်ထည့်ပြီးတော့နောက် background music တွေထည့်မယ် background music တွေထည့်ပြီးတော့ရင်ဘာဆက်လုပ်မလဲဆိုရင်ဗီဒီယိုဖန်ပြီးမှဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် အဲ negative pronoun ကိုဒီဟာရောအင်္ဂလိပ်လိုကျွမ်းတဲ့လူတွေတော့သိပြဿနာမရှိဘူးအင်္ဂလိပ်လိုအားနည်းတဲ့လူတွေအင်္ဂလိပ်လိုဗမာဗမာလိုဘာသာပြန်မှရေးပေးပါဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ edit လုပ်လိုက်တယ်ဒါမှပဲပုံကပါပဲဆိုတာကိုတည်ပြီးတော့တခါလဲ pronoun ကိုတည်မှဖြစ်တယ်အဲအဲ့လိုလေးလဲလုပ်လို့ရတာမှပုံကိုကြည့်ပြီးတော့လဲဒါဖန်တီးလို့ရပါတယ်နော် ဲ့တော့ဒီမှာအင်္ဂလိပ်လိုရေးပြပါဆိုတော့ဒီမှာအင်္ဂလိပ်လိုမြန်မာလိုပေါ့ဘာသာပြန်မှာတစ်ခါလေးထည့်ပေးရနော် AI ကတော့သုံးချက်တိုင်းသုံးချက်တက်သလိုတစ်ခါလေးအင်္ဂလိပ်စာလေးလေ့လာလို့ရတယ်အင်္ဂလိပ်ဆိုမြန်မာလိုပေါ့အများဆုံးလေးနဲ့လေကိုယ်လောက်ချင်တဲ့အားတွေကိုလေ့လာပြီးရတယ်ဖန်တီးချင်တာကိုလည်းဖန်တီးလို့ရပါတယ်နော် အဲရပါပြီရသွားပြီဆိုရင်ကျွန်တော်ကဒီဘာ front ကြီးကိုယူကူးယူပြီးတော့ဘယ်လိုသွားမလဲဆိုတော့ Leonardo AI နဲ့ကိုသွားမယ်။ Leonardo AI ကတနည်းကို credit 150 free ရတယ်။150ကျော်သွားထပ်လို့ရှင်တယ်ဆိုရင်တော့ကိုကအကောင့်နှစ်ခုသုံးခုလုပ်ထားပြီးလုပ်လို့ရတယ်။အဲ150မှာတက်ပုံလေးကိုတော်တော်လှလှလေးကိုဖန်တီးလို့ရတယ်။တစ်ခါထုတ်ရင်၄ပုံရတယ်။အဲ၄ပုံလုံးကိုလည်းယူသုံးလို့ရတယ်။အဲဒီမှာတရားကိုထောက်လိုက်ပြီးတော့ copy လုပ်လိုက်မယ်ပေါ့နော်။အထမအဆုံးကိုရိုက်ကိုကူးကျင်တဲ့ prompt လေးကိုနော် prompt ဒီမှာ scene 1ရဲ့ prompt လေးကိုကျွန်တော် copy လုပ်လိုက်တယ်။ scene 1ရဲ့ prompt လေးကို ော်ပီလုတ်ပြီးသွားပြီဆိုရင်လီယိုနာໂດတဲ့ကိုသွားလိုက်လီယိုနာໂດကတော့အရင်ဗီဒီယိုထဲမှာလည်းတင်ထားပြီးသားဖြစ်တယ်အဲကွန်ပျူတာနဲ့လည်းသုံးလို့ရတယ်ဖုန်းနဲ့လည်းသုံးလို့ရတယ်အဲ application play store ကနေပြီးတော့လီယိုနာໂດဆိုပြီးတောင်းပြီးတော့ Gmail နဲ့ account ဆိုင်ရာ collaboration ရပါပြီလီယိုနာໂດရဲ့ AI မရှိသေးတဲ့လူတွေအတွက်လီယိုနာໂດ AI ကိုတောင်းပြီးတော့လီယိုနာໂດ AI ကိုတောင်းပြီးတော့သုံးရုံပါပဲအဲတော့ပြန်လီယိုနာໂດ AI နဲ့ဝင်လိုက်ပါမယ် အဲ့တော့ခုနကော်ပီယူလာလိုက်မယ်ကော်ပီယူလာပြီးရင်လီယိုနာရိုရိုင်နဲ့ဥသွားလိုက်မယ်လီယိုနာရိုရိုင်နဲ့ဥသွားမယ်လီယိုနာရိုရိုင်ရဲ့ဟုံးထဲကိုယင်သွားလိုက်မယ်ဟုံးထဲကိုရောက်လို့ရှိရင် image generation ဆိုတဲ့နေရာလေးကိုရွေးပြီးနှိပ်မယ် image generation ဆိုတဲ့နေရာလေးကိုရွေးနှိပ်ပြီးသွားလို့ရှိရင်ဘာလုပ်မလဲဆိုရင် AI image generation ထဲမှာ prompt တွေရေးထည့်မယ်အဲ့တော့ pro နဲ့ရေးထည့်ပြီးသားလို့ရှိရင်သူရဲ့ model ကိုယူမယ်ဒီမှာတော့ iPhone 6ဆိုတဲ့ model လေးကိုပဲကျွန်တော်ယူပြီးတော့တောင်းလိုက်မယ်ခုနကကူးလာတဲ့ print လေးကို paste လုပ်လိုက်မယ် paste လုပ်လိုက်ပြီးသွားလို့ရှိရင်ငါက negative print ကိုသွားကူးမယ် negative print ကိုကူးပြီးသွားလို့ရှိရင် negative print လေးကိုပဲဒီက negative print box မှာရိုက်ထည့်လိုက်မယ် paste လိုက်လိုက်မယ် paste ထည့်ပြီးသွားလို့ရှိရင်ဆက်လုပ်မယ်ဆိုရင်ဒီမှာ credit အဲ setting နဲ့ကိုသွားမယ် setting နဲ့ကိုသွားပြီးတော့ aspect ratio တွေကိုရွေးမယ်မ16ဆို9ပေါ့နော် YouTube video လုံးမအောင်လို့ပြီးရင်ပုံကတော့၄ခုကတော့သူက auto ၄ပုံထုတ်ရမယ်၄ပုံလုံးယူသုံးလို့လည်းရတယ်အကြောင်းအကောင်းဆုံးတစ်ပုံပဲထောင်းလည်းရတယ်၄ပုံလုံးရတယ်၄ပုံလုံးကိုဖုန်းထဲကိုထည့်ပြီးတော့ studio အထက်မှာ design view နဲ့သုံးလို့ရတယ်။နည်းနည်းလေးကွဲတယ်။ပြီးရင်ဒီမှာ special feature တွေနေရတော့ advanced setting တွေနေရ negative prompt တွေရတယ်။ဒါတော့ face ဆိုတာကျတော့ကိုက character ကိုတူအောင်လို့ပေါ့နော်။မဒီ cartoon ယုံလို့ဒီ cartoon ယုံဒီ cartoon ဆင်းတဲ့ဒီ cartoon နဲ့ကိုထုတ်တိုင်းလုပ်ငန်းနဲ့တူအောင်လို့ consistent character လို့ခေါ်တယ်။ဒါမျိုးတွေလည်းဖန်တီးတာကို Leonardo AI မှာလုပ်လို့ရတယ်။အဲပြီးသွားလို့ရှိရင် model ကတော့ဒီမှာ Leonardo Phoenix 1.0ဆိုတဲ့နောက်ဆုံး model လေးကိုရွေးပြီးတော့တုံးထားတယ်။နောက်ဆုံး model ကိုရွေးတုံးတော့ပို့ပြီးတော့ကောင်းတယ်။ပြီးသွားလို့ရှိရင်ဒီမှာ အများလေးကိုနှိပ်ပြီးတော့အဲ create လုပ်လိုက်ရုံပါပဲ create လုပ်လိုက်လို့ရှိရင်ခဏလေးတည်းမှာပုံလေးလေးပုံရလာပါလိမ့်မယ်ဒါလေးစောင့်ကြည့်လိုက်ပါ အဲပုံလေးလေးပုံရလာပါပြီရလာတဲ့ပုံလေးလေးပုံကိုကိုဖုန်းထဲကို download လုပ်လိုက်မယ်ဒီမှာစင်ပုံလေးနော်အဲဒေါင်းလုပ်ရတဲ့ပုံလေးလေးကိုယူပြီးတော့မှ video editor မှာထည့်ပြီးတော့နောက်ခံအတန်ထည့်မယ်တန်ထည့်ပြီးတော့အဲနောက်ထပ်ထည့်ပြီးတော့ပါလုံးလဲဆိုရင်အဲ video editing skill လေးနဲ့ပေါင်းဆက်ပြီးတော့ ီဒီယို editing လေးတခြားလေးလုပ်လိုက်လို့ရှိရင်ဗီဒီယိုတစ်ပုဒ်ပုံရံဗီဒီယိုတစ်ပုဒ်ရပါပြီဒါဆိုရင်ပုံရံဗီဒီယိုရလို့ရှိရင် YouTube channel မှာတင်တဲ့နည်းလမ်းတွေနဲ့စနစ်တကျတင်မယ်ပုံမှန်တင်မယ်ဆိုရင်တော့ channel လေးကအောင်မြင်လာပြီးတော့အဝင်ငွေလေးရလာမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး online ကနေပြီးတော့အဲဗီဒီယိုတွေလုပ်မယ် AI တွေသုံးမယ်အဲ CapCut ဒီကင်မာတွေသုံးပြီးတော့ YouTube channel ထောင်ကြီးတွေအစအကုန်လုံးကိုအသေးစိတ်ရှင်းပြပေးမယ်ပြန်ပြီးတော့လည်းမေးလို့ရတယ် online class group လေးကို join နေဆိုလို့ရှင် member တွေတောင်းနဲ့ join လို့ရပါတယ်အားလုံး comment မှာစိတ်ဝင်စားရင် comment ငယ်ပေးပါအဲနောက်တစ်ဖက်လောက်တွင်မှာဒီသင်တန်းလေးကစတော့မှာဖြစ်ပါတယ်ဘယ်နှစားနဲ့လဲ channel မှာလဲကြော်ညာပေးပါမယ်ပြီးလို့ရှင် comment မှတ်ထားလူတွေလည်းတူချင်းစီပြန်ပြီးတော့ဆက်သွယ်ပေးမှာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကတော့လောက်ပါပဲဒီဗီဒီယိုလေးတင်ပြီးသားလို့ရှင်လဲ story city လို့ခေါ်တဲ့ channel လေးရဲ့ link ကို description မှာထည့်ပေးထားပါမယ်။အဲ channel လေးမှာဝင်ပြီးတော့ဒီ video လေးဘယ်လိုရှိလဲဆိုတာကိုလည်းကြည့်လို့ရပါတယ်။အားလုံးပဲအဆုံးထိအောင်လေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။